ကလည်းကရော့ရမယ်အယူရရှိသလိုကိုကအခုချိန်မှာကရော့ခံတဲ့ဟိုကို့လာပြီးကရော့ရခံကြတော့ဘာဖြစ်ဒါဝန်ထမ်းလေးတွေလည်းအလျောက်ကိုရဲ့အငယ်လေးတွေလည်းအလျောက်ကတော့မဘောတော့ပြေးရမှာပဲလေအဲ့ဒီခါကျတော့ထွက်ပြေးပဲပြေးပြရမလားပုံနဲ့ပုံနေရမလားတနေ့လုံးမစားရင်မတော့ရလေးစုပြီးပြပေးပါမယ်ကြောပြောတာတခါရပြောတာနော်ဘာစားမတော့လေးဆူပြီးပေးပါမယ်လို့ ကိုသားသမီးတွေနဲ့ကိုကိုကတော့တဲ့ခါကျတော့ဟိုပီတိဖြစ်တယ်ပေါ့အဲအခုလူကြီးလာတဲ့ခါကျတော့တို့ကရိုးရိုးတန်းနဲ့ကတော့တာမဟုတ်ဘူးတို့ကဗဇက်ကနေတိုင်သေးတာမမေခိုင်နေဝေပေါ်မှာကာယကံဝစီကံမတော့ကံအဲဒါတွေကတို့ကပါသေးတာအဲအခါကျတော့ကိုကကြည့်ပြီးတော့ဝမ်းနေတယ်ဝမ်းလဲဝမ်းနေတယ်ဝမ်းလဲဝမ်းသာတယ်ဝမ်းနေတဲ့ကလေးတွေပေါ်အောင်ကြည့်ပြီးတော့ဝမ်းနေတယ်ဝမ်းသာတာကတော့အော်တို့လေဒီရွယ်လေးတွေရှိလာပြီကို့အမေပေါ်မှာလည်းတို့တိတက်လဲအမအပြင်နေပိုင်းလဲပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်အများနဲ့ခေါ်သွားနေကြဆိုတော့ကလေးတွေလည်းလိမ်မာလေးလို့ပြောရမှာပေါ့အဲ့ဒါလေးကြည့်ပြီးတော့အမပီတိဖြစ်ရတာပေါ့ ချွတ်လက်ဆောင်ပူစားရမလားမက်ဆန်နီကပဲပေးရမလားမသိဘူး။ तू က तू ကတော့ပူစားလည်းရမှာမဟုတ်ဘူး။ဒီကကလေ မကဒီပြည့်စုံရှင်မှာလည်းသဘောကျတယ်ဆိုတာသူကလက်ရာလည်းတည်တတ်တယ်ပြီးတဲ့ခါကျတော့ဒီစိတ်နဲ့မြဆိုလို့ရှိလို့ရှင်အမသဘောအကြဆုံးပေါ့နော်ကျန်တဲ့ဟာလေးတွေသဘောကျပါတယ်ဒါပေမဲ့လက်ရာတည်တတ်တာရေပြီးတော့ဟိုဒီကြောက်ဆိုလို့ရှိရင်တော့အမကတော့သိနာမလဲဘူးဒါပေမဲ့ကြိလိုက်တာနဲ့တော့ဟိုအရေးကွာတာနဲ့မကွာတာတော့သိရပေါ့နော်ကျန်ချားကြောက်ကြောင်းတော့သိနာမလဲပါဘူးဒါပေမဲ့လက်ရာတည်တတ်တယ်စိတ်ဆိုလည်းအရန်တန်တယ်အဲ့လေးတော့သဘောကျတာပေါ့ဟုတ်တင်းကျွတ်ကတော့နေ့စဉ်နေ့တိုင်းပေါ့ကလေးတွေကိုဒါအမသူ့ရဲ့ပွဲအခါရောက်လို့ရှိရင်တကြံဆိုလည်းတကြံပေါ့အမ င်းနဲ့တော့အမလှုပ်ပေးဖြစ်တယ်။တနည်းချက်ဆိုလို့ရှိရင်လည်းတို့အမကတော့မှာပေါ့နော်။အဲပြီးတဲ့ခါကျတော့ဒါကလေးတွေနဲ့မိဘုံလေးတွေမိဒါထုံဖို့အော်လုတ်ပေးထားတယ်ပေါ့နော်။ဘာလို့ဆိုတော့ကလေးတွေကတိတ်အခုဆိုလို့ရှိရင်9နှစ်လောက်ရှိပြီဆိုတော့နားလေတဲ့အရွယ်လေးကလည်းရှိနေပြီဆိုတော့အခါကျတော့သတင်းကျုပ်ဆိုလဲသတင်းကျုပ်ရဲ့အရာသာတချံဆိုလဲတင်းချံဆိုရဲ့အရာသာအဲ့လိုမျိုးလေးသိရအောင်လို့မမတို့ကဒါကိုသားသမီးဆိုပြုစုလုတ်ပေးရတာပေါ့။ကိုကလည်းကတော့အမေအယူရင်းရှိတယ်လို့ကိုကအခုချိန်မှာကတော့ခံတဲ့ဟိုကို့လာပြီးကတော့ဒီခါကျတော့ဘာဖြစ် ဝန်ထမ်းလေးတွေလည်းအလျောက်ကိုယ့်ရဲ့အငယ်လေးတွေလည်းအလျောက်ကတော့မဘောကတော့ပေးရမှာပဲလေအဲ့ဒီခါကျတော့ထွက်ပေးပဲပြေးပြမလားပုံနဲ့ပုံနေရမှာ ပီတိဖြစ်တော့ညီမရေအမဟိုငငယ်လေးတွေကတော့တို့ဆီယမတွေရောအကုန်လုံးကအချင်းလုတ်ပေးထားတာပေါ့ငငယ်တော့တော့အချစ်ဆရာလေးတွေပေါ့တို့တိတ်နားမလဲသေးဘူးတိတ်နားမလဲသေးဘူးဥတော်လောက်ရတယ်မမေ့ကတော့အဲ့ဒါတိတ်နားမလဲသေးရဒါပေမဲ့ကိုသားသမီးတွေလည်းကိုကိုကတော့တဲ့ခါကျတော့ဟိုပီတိဖြစ်တယ်ပေါ့အဲအခုလူကြီးလာတဲ့ခါကျတော့တို့ကရိုးရိုးတဲ့နဲ့ကတော့တာမဟုတ်ဘူးတို့ကဗဇက်ကနေတိုင်သေးတာမမေ့ခိုင်နေဝင်ပေါ်မှာကာယကံဝစီကံမတော့ကံအဲဒါတွေကတို့ကပါသေးတာအဲအခါကျတော့ကိုကကြည့်ပြီးတော့ဝမ်းနေတယ်ဝမ်းလဲဝမ်းနေတယ်ဝမ်းလဲဝမ်းသာတယ် ဝမ်းနေတဲ့ကလေးတွေပေါ့အောင်ကြည့်ပြီးတော့ဝမ်းနေတယ်ဝမ်းတာတာကတော့အော်သူတို့လေဒီရွယ်လေးတွေ ရှိလာပြီကို့အမေဘက်မှာလည်းသူတို့တိတက်လဲပြီးတော့အမသားသမီးတွေကလိန်မာတဲ့ကလေးတွေများတယ်ပေါ့နော်အကြောင်းလက်ထားတယ်ပြီးတော့အမအပြင်နေပိုင်လဲပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်အများနဲ့ခေါ်သွားနေကြဆိုတော့ကလေးတွေကလိန်မာရဲ့လို့ပြောရမှာပေါ့အဲ့ဒါလေးကြည့်ပြီးတော့အမပီတိဖြစ်ရတာပေါ့အမတို့ဒါဟိုအမတို့ဒီလူမျိုးတွေအကုန်လုံးကပေါ့နော်ကတော့တယ်ဆိုတာဒါအာကြီးတဲ့သူကိုရိုတရမယ်ကို့ထက်အသက်တစ်နှစ်တည်းရဲ့ကြီးတဲ့သူကိုလည်းအမကတော့လို့ရတယ်ဒါကကာရဝတရားပေါ့ဆိုတဲ့အခါကျတော့အမကလေးနေနဲ့ ကလေးတွေအတွေ့အကြုံမို့လဲကျန်တဲ့သူတွေပုံပြီးလာလာကြတော့တာများအဲ့တော့ဘာဖြစ်လဲကိုကကြောခံရတဲ့အခါကျတော့အမ်ပီတိဖြစ်တယ်ပျော်တယ်ပေါ့နော်ကိုရဲ့အဲတပည့်တွေပဲဖြစ်ဖြစ်ကိုရဲ့ဝန်ထမ်းလေးတွေပဲဖြစ်ဖြစ်အပြင်ကကိုရဲ့ကလေးတွေပဲဖြစ်ဖြစ်ပေါ့အကုန်လုံးကအမအောင်လာပြီးတော့ကြောက်ကြရဲဆိုတော့ဝမ်းသာတော့တနေ့လုံးမစားရင်မတော့ရလေးစုပြီးပြပေးပါမယ်ကြောပြောတာတခါပြောတာကနော်မစားရင်မတော့လေးစုပြီးပေးပါမယ်လို့ ဆယ်လာပိုင်းမှာတော့ရမတ်ဆိုတဲ့အဲဒီဇလန်းတွဲပေါ့နော်ဇလန်းတွဲရုံတင်မှုအဲပြဖို့ရှိပါတယ်မဟာမှာအိတ်ကားမှာဆိုလို့ရှိရင်လည်းဒါအဲတမှုထူးခြားတဲ့ဇက်ရုပ်ကလေးလည်းလှုပ်ထားပါတယ်အိတ်မှာဆိုလို့ရှိရင်လည်းအပေးပါအောင် ပြီးတော့ရုပ်ရှင်ကားကြီးဆိုရင်ဆိုလို့ရှိရင်လည်းမောင်မီပြာရုပ်ရှင်ကားကြီးလည်းတက်ဖို့ရှိပါတယ်လုံးဝမတူတဲ့ character လေးနဲ့တင်ဆောင်ထားပါတယ်အပေးပါအောင်လို့ပြောပြခြင်းပါတယ်အာသတင်းကြော်ကနေပြီးတော့ဒီနေရာနေပြီးတော့အာဒါအမကပေါ့နော်အမထက်ကာရဝတရားတွေကာရဝတရားရှေ့ထားပြီးတော့ကိုထက်အသက်ကြီးတဲ့သူတွေကိုရိုသေလေးစားမဲ့သူ တွေအားလုံးပြည့်တက်တွေအားလုံးလူရှင်တွေအားလုံးကိုယ့်အချစ်ခင်ညံ့လို့တဲ့သူတွေအားလုံးကိုဒီနေ့ကနေပြီးတော့ဒါကာယကံဝစီကံမနောကံနဲ့ပြမမိခဲ့လို့ရှိရင်ဒီနေ့ကနေပဲဝင်ချက်တောင်းမယ်ကြတော့ပါတယ်ဒီနေ့ကျွန်အနေနဲ့ဒီကနေပဲအားလုံးကြတော့လိုက်ပါတယ်ရှင်